ဒီနေ့မှာတော့ကျွန်တော်မီဒီယာများကိုတက်မတော်ကထုတ်ပြန်ထားတဲ့ယာယီပြစ်ခတ်တိုက်ခိုက်မှုရစရီထုတ်ပြန်ချက်ထုတ်ပြန်ပြီးတဲ့နောက်မှာလက်နက်ကိုင်းတောင်ညာသူအဖွဲ့များရဲ့ဒီယာယီပြစ်ခတ်တိုက်ခိုက်မှုရစရီအပေါ်ချိုးဖောက်ခဲ့တဲ့ဖြစ်စဉ်များကိုကျွန်တော်ပြောချင်ပါတယ်28ရက်မှာဖြစ်ခဲ့တဲ့ငလျင်ကြောင့် တနိုင်ငံလုံးမှာရှိတဲ့ပြည်သူလူထုကိုစာနာထောက်ထားနားလည်သောအားဖြင့်နောက်တစ်ခုကတော့ကုညီကယ်ဆေးလုပ်ငန်းနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအရှိန်ဟုန်နဲ့ဆောင်ရွက်နိုင်ဖို့ရည်ရွယ်ပြီးတပ်မတော်က2025ခုနှစ်ဧပြီလ2ရက်နေ့ကနေ22ရက်နေ့ထိယာယီပြစ်ခတ်တိုက်ခိုက်မှုရစဲရေးကာလအဖြစ်ထုတ်ပြန်ထားပါတယ်အဲ့ဒီနောက်ပိုင်းမှာ KIA အနေနဲ့ဒါဧပြီလ3ရက်နေ့ညနေ4:20မှာဗမာမာရှိတဲ့တပ်ဌာနချုပ်နှစ်ခုကို 82မီလီမီတာ စိန်ဖြောင်းနဲ့ခုနှစ်လုံးပြစ်ခတ်ခဲ့ပါတယ်။ဧပြီလ၄ရက်နေ့မနေ့10နာရီခွဲမှာလဲဗမော်တက္ကသိုလ်နားလီမှာ လုံခြုံရေးနေရာယူထားတဲ့နေရာကို KNY အဖွဲ့ကလူအင်အား30လောက်နဲ့တစ်စိန်နောက်လူအင်အား50လောက်နဲ့တစ်ချိန်လာရောက်ပြစ်ခတ်ခဲ့တာတွေ့ရပါတယ်။ TNL အဖွဲ့အနေနဲ့တောင်ခမ်းမှာလုံခြုံရေးဆောင်ရွက်နေတဲ့ တက်မတော်လုံကြုံရေးစခန်းကို TNL နဲ့အာ PDF အကြမ်းဖက်တောင်းချမ်းသူ45ဦးလောက်ကလာရောက်ပစ်ခတ်တာရှိပါတယ် KMPB အဖွဲ့အနေနဲ့လည်းဖားဆောင်မှာရှိတဲ့တပ်ဌာနချုပ်ကို လာရောက်ပစ်ခတ်တာရှိပါတယ်အေအဖွဲ့အနေနဲ့ကတော့ဒါ ARD တိုင်းဘက်လုံကြုံရေးနေရာယူထားတဲ့နေရာတွေကိုလာရောက်ပစ်ခတ်ခဲ့တာတွေ့ရပါတယ် ဧပြီ၄ရက်နေ့မနေ့၃နိုင်ခွဲအချိန် မှာကျွန်တော်မကွေတိုင်းစင်မြင့်ကျွန်းမြို့နယ်ရဲ့အနောက်မြောက်ဘက်မှာရှိတဲ့တမတော်ရဲ့လုံခြုံရေးစခန်းနေရာတစ်ခုကို PDF အမိခံအကြမ်းဖက်အဖွဲ့တွေက drone နဲ့ကျွန်တော်၅ချိန်လာရောက် drone ဘုံချခဲ့ကြအောင်တွေ့ရပါတယ် KNL KNU အဖွဲ့နေလည်းဂရိုင်းတိလုံခြုံရေးစခန်းကို လာရောက်ပစ်ခတ်ခဲ့တာတွေ့ရပါတယ်အဲဒီချိန်မှာ တမတော်အနေနဲ့ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ဒီချိုးဖောက်လာတဲ့ပြည်သူအသက်အဝင်စီစိမ်ထိပါလာတဲ့လုပ်ငန်းတွေပြည်သူတွေရဲ့လမ်းမဆက်သွယ်မှုကိုလုံခြုံစေရေးကိုချိုးဖောက်လာတဲ့လုပ်ငန်းတွေတမတော်လုံခြုံရေးတပ်ဖွဲ့တွေရဲ့စခန်းတွေကိုအကြောင်းမဲ့တိုက်ခိုက်လာရင်ပြန်လည်တုံ့ပြန်မှုလုပ်သွားမယ်လို့ပြောခဲ့တာမျိုးရှိပါတယ်။ထုတ်ပြန်ချက်ထဲမှာလည်းထုတ်ပြန်ထားပါတယ်။အဲကျွန်တော်တို့အနေနဲ့ဒီငလင်တန်းထိကြိုက်ခံစားနေရတဲ့ ပြည်သူလူထုကိုညီကယ်ဆေးလုပ်ငန်းတွေဆောင်ရွက်လျက်ရှိပါတယ်ဒီလိုအချိန်မျိုးမှာကျွန်တော်တို့ဒီပြစ်ခတ်တိုက်ခိုက်မှုရစဲရေးကိုချိုးဖောက်နေတာကို အားလုံးသိရှိနိုင်အောင်ပြောခြင်းဖြစ်ပါတယ်ခင်ဗျာ